မချမ်းရေးဘေးဥပြောက်နေတာလေဒီမှာလေငားကောင်းဟင်းသွားချက်မလို့တချို့ငားကောင်းဟင်းလဲစားချင်တယ်ငားအညီနဲ့ကိုလည်းကြောက်နေတဲ့သူတွေအတွက်လုံးဝမညီတဲ့နီလန်းလေးကိုသွားပြောမှချက်မလို့ကိုလည်းစားချင်တယ်အတော်ပဲမ ချစ်တယ်လို့အရင်ပြောမဟုတ်ချစ်တယ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 ်โอเคဒါဆိုရင်ငါကောင်းကြိုက်တဲ့သူတွေသူကလုံးဝအမြင်နဲ့မရှိတဲ့ချက်နည်းလေးကိုတူတူပဲကြည့်ကြမယ်လားတော့ငါကောင်းနှစ်ကောင်းပေါ့နော်သူကတော့ငါကောင်းကြီးတယ်ပေါ့ဒါကုန်းချန်တို့အရင်စတင်လုပ်မယ်ဒါကိုကြတော့စားပေါ့နော်စားကိုကြတော့1တထမ5မီလီထည့်မယ်ငရုတ်အနှစ်ပေါ့နော်ငရုတ်အနှစ်ကိုကြတော့ကျွန်တော်လုံးချက်ချက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ငရုတ်အနှစ်ကိုဒီလိုမျိုးသုံးထည့်တယ်နော်ငရုတ်နှစ်ကတော့ချန်တီတစ်စိတ်သုံးတယ် ပြီးတော့လို့ရှိရင်အဓိကကမပောင်ဖြစ်ကပါလဲဆိုရင်အညိအနှံ့လုံးဝကင်းသွားအောင်တိခိစီဟင်းခက်ရတာမဟုတ်ဒီအမှောက်ကိုသုံးစမ်းကြည့်တဲ့သူတွေတိုင်းသုံးလို့အရန်ကောင်းတယ်အညီအနဲ့အရန်ကိုမှခင်းတယ်ဒါချင်ကိုယ်တိုင်သုံးဖို့ထောက်ထားတဲ့ဟာပေါ့နော်တကယ်လို့လူချင်းတဲ့သူတွေကတော့ message မှာတော့မှာလို့ရတယ်ဒါကုန်း25မိနစ်နှစ်စွန်းတဲ့မယ်อืม သူကတော့ဘာတွေအားစားတာလဲဆိုရင်ကျွန်တော်ဒီထဲမှာအငရုတ်ကောင်းမှုတ်တွေပြီးသွားလို့စီရင်ကြက်သွန်ဖြူအမှုတ်တွေเนาะအသေးစိတ်ကအစာပါတဲ့အခါကျစားငန်းပြားကြီးအမှုတ်ကြက်သွန်ဖြူအမှုတ်တကြားအရသာဆက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒါတမျိုးလဲသုံးရင်လဲရတယ်เนาะအရသာထည့်ပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးပေါ့เนาะအသားထဲကိုစိတ်ဝင်သွားအောင်ခဏလေးနှက်လိုက်เนาะပလင်းနှစ်ပင်သုံးမယ်စီရင်လက်ကစင်စာပြီးလိုက်မယ် ပြီးတော့လို့ရှိရင်ငရုတ်စိမ်းနဲ့ချက်သွန်ဖြူငင်းငယ်လေးထောင်းလိုက်မယ်နော်။ဒါလောက်ဆိုရပြီ။ကဲစတင်ချက်ကိုရေထည့်လိုက်မယ်။ရေကိုထူအောင်လေးအရင်လုပ်မယ်။ပြီးတော့လို့ရှိရင်ဒါကဘရဲခေါအချောက်ထဲတယ်။ဒါကတော့ဇပလင်ထဲတယ်။ထောင်းထားတဲ့ငရုတ်ဒီစိမ်းနဲ့ချက်သွန်ဖြူထဲတယ်။ရေစုမထည့်မယ်နော်။ထည့်ပြီးတော့လို့ရှိရင်ချန်တို့အရသာနှက်ထားတဲ့ငါးကောင်းတွေကိုထည့်လိုက်မယ်နော်။ ီအနှစ်တွေပါခေါလုံးထည့်လိုက်နော်ပြီးတော့လို့စီရင်3မိနစ်အောက်ထားလိုက်မယ်3မိနစ်ပြီးရင်တော့ဖွင့်လိုက်မယ်အနှက်လေးတအားမွေးပြီးတော့စီလုံးဝမထည့်ထားတဲ့ဟင်းလေးပေါ့နော်ရင်းချင်နေထည့်မယ်အတွန်းနေတစ်လုံးထည့်တယ်မကြီးအနှစ်နဲ့အရသာဆက်မယ်25မိလီလီသုံးတုံးတယ်သုံးဖြူရီသုံးတယ်သုံးဖြူရီကိုဒီလိုမျိုးဟင်းခတ်တဲ့ဇွန်နဲ့နှစ်ဇွန်ထည့်မယ်နော် လောက်ဆိုရပြီမွေပြီးတော့မှ2မိနစ်လောက်ပြန်ပြီးတော့မှပြုတ်သွားလိုက်မယ်เนาะကဲငါးကောင်းတွေကိုထည့်လိုက်မယ် ငါးကောင်းရဲ့ရေတောက်ချက်နီးလေးကတော့ဒီလောက်ပါပဲเนาะငါးကောင်းကြိုက်တဲ့သူတွေရှိတယ်ဆိုရင် comment မှာရေးပေးခဲ့ပါအောင်လုံးဝအမြင်နဲ့ကင်းအောင်ပေါ့เนาะချက်တဲ့နီးလန်းလေးကိုမျှဝေပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လို့ TKC လို့ရှင်တဲ့သူတွေကချမ်းရဲ့ဒုက္ခချမ်း the best country ရဲ့ page မှာတွားမှလို့ရတဲ့တပူးကိုတပေါင်းငါးဘူးကို၄000နဲ့ရသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ငါးကောင်းလေးနဲ့တွားစားလိုက်ပါအောင်မယ် bye bye